lost some nights by the water. She's gone astray, so far away, far from daughter. Just wants a life for a baby. All on the road, no one will come. She's gotta save him. She tears in Ula. No one's ever gonna heal her. I'm gonna give you all of my love. Nobody better like you. She tears in your life ain't gonna be nothing like my life. Y'all gonna go and have a good life. I'm gonna do it, I got you too. <laughs> <laughs> so rock it by, baby, rock it by. I'm gonna rock you, rock it by, baby, don't you cry. Somebody's got to rock by, baby, rock it by. I'm gonna rock you, rock it by, baby, rock it by. Rock it by. ဗီဒီယိုဖတ်တဲ့ဂျမားလုံးဝမင်္ဂလာပါရှင်ဒီတစ်ပတ်ဗီဒီယိုရဲ့ theory အစီအစဉ်မှာဆိုလို့ရှိရင်တော့မြန်မာနိုင်ငံကဘီဘောက်ဆာသမားတွေကိုဖိတ်ခေါ်တာပါတယ်ဆိုတော့ဆွေးဆက်ပြလိုက်ပါဦး Hello everyone ကျွန်တော်နာမည်ကတော့အရှာလို့ခေါ်ပါတယ်ကျွန်တော်နာမည်ကတော့ပရင်းလို့ခေါ်ပါတယ်ကျွန်တော်နာမည်ကတော့အောင်စိုင်းပါအခုတော့ဒါဘီဘောက် ဒီဘီဘောက်ဆင်းလောကတွေကိုဝင်လာကြာပြီလား industry ရဲ့တခြားရောက်ဖြစ်တာဒီ2020လောက်ပေါ့နော်20အစပိုင်းလောက်မှာဒီ industry ရဲ့တခြားရောက်ဖြစ်တာစပြီးတော့ဘီဘောက်ဆိုကိုပဇက်ကနေစလုပ်ခဲ့ရတော့2018အဲ့လောက်ပေါ့ကျွန်တော်ကျောင်းသားဒီဘွားအဲ့လောက်ကောကျွန်တော်ကလည်းအတူတူပဲ2019လောက်မှစပြီး industry ထဲဝင်ခဲ့ရပါဘောနော်ကျောင်းသားငယ်ချင်းတယောက်လုပ်နေအောင်တွေ့ရင်းနဲ့ B box ကိုစတင်ခဲ့ရပါဘောအဲ့လိုမျိုးအဲ့ရနေ industry ထဲဝင်ခဲ့ရပါဘောအတူတူပါပဲကျွန်တော်တော်တော်လောက်ရတော့ freelance တယောက်တယ်။ Yeah yeah. အဲ့ brother မြောက်ကကြတော့တက်တင်းပေါ့နော် B box category ရဲ့မှာဆိုရင်တက်တင်းဖြစ်လာတော့ဟုတ်ဆိုတော့နှစ်ယောက်ကနောက်ပိုင်းဟုတ်ကျွန်တော်အဲ့လိုမျိုးကိုစလုပ်တဲ့အချိန်မှာဆိုရှင်ဘယ်ရနေစပြီးလေ့လာပြကြတယ် inspire ယူဖြစ်တဲ့အရာတွေပေါ့อืมကျွန်တော် inspire ယူပြတဲ့ B box ဆိုတော့ ME14 ပေါ့ဒီ French ပြင်သစ်က B box ဆိုတော့အေးအခုကြီးကြိုက်နောက်လည်းကြိုက်အောင်ပါသူ့ရဲ့ဝေးကမိုက်တယ်ကွာသူသွားတဲ့ပုံစံမိုက်တယ် B box ဆိုလည်းဟုတ်တယ်အဆိုတော်ဆိုလည်းဟုတ်တယ် တိတ်ဆောင်ဆိုလည်းဟုတ်တယ်။ तू ကတော်တော်များလုံနိုင်တယ်။ဆိုတော့ကျွန်တော်သူ့ကိုအရန်အားကြရပြီးတော့သူ့အများကြီး inspire you ဖြစ်တယ်။သူ့ဟာတော်တော်များလည်းကျွန်တော်လုံနိုင်တယ်။အဲပြီးတော့ခုနကကျွန်တော်ဒီ loop station တွေပါတယ်ဆိုတာလည်းဒါသူ့ကြောင့်ကျွန်တော်ဒါတွေမြင်ခဲ့ပြီးတော့လုံနိုင်တာပေါ့နော်။ MB14 ကကျွန်တော်ရဲ့ဒီ inspire you ဖြစ်တဲ့ people ဆာလို့ပြောလို့ရတယ်ဗျာဟုတ်ရှင်းရှားပါဘောနော် step ပေါ့သူကြိုက်တာပေါ့အစားတော့အကုန်လုံးကြီးဖြစ်ပါတယ်အကုန်လုံးလည်းကြိုက်တယ်အဲ့ဒီအတန်းဆိုသူ့ကြောင့်ရပါဟုတ်တယ်အဲ့လိုတန်းအဲ့လို အခုကနည်းနည်းလဲချောင်းကတ်နေလို့ပါနော်။အာကျွန်တော်ကတော့နေပွန်းပါနော်။အတူဆိုအဲ့ B box ပါဆိုတက်ကနစ်တစ်ခုရှိရ။အဲ့အတန်ဆိုရင်အနည်းဆုံး2လ3လလောက်ကြည့်ရမှာတဲ့။ကျွန်တော်ကကျွန်တော်ကတစ်လတစ်လကျော်ကျော်လောက်ကြာရ။ကျွန်တော်ကအဲ့ lip blow လို့ပြောတယ်။ကျွန်တော်ကအဲ့ဒါ only တုံးတာ။ तू तू ကအဲ့ဒါ only ပဲတုံးတာ။အဲ့ तू ကအဲ့ဒါတော်တော်ကျွမ်းတယ်ဗျ။ကျွန်တော်ကသူ့ကိုကြည့်ပြီးတော့ဟိုဖြစ်တယ်လို့ကျွန်တော်တပတ်နဲ့ကျင်တာ။တပတ်နဲ့ရအဲ့ဒါတပတ်နဲ့ထွက်တယ်။အဲ့အဲ့ဒါကြောင့်ကျွန်တော်ရဲ့အဲ့တော့နေပွန်းပါ။လူတွေအမှတ်မှားနေကြတယ်ရှိပါ ဗီဘောက်ဗီဘောက်စာနဲ့ဟိုအတန်တူပညာရှင်နဲ့ဘာကွာလဲပေါ့အဲအဲမင်းကိုလင်းနေတာဖြစ်လေးစစ်ဟုတ်အတန်တူဆိုတာတယောက်ယောက်ရဲ့အတန်ကိုတူပြီးပြောတာလေနော်သူဥပမာဒီကမအတန်ကိုကျွန်တော်ကတူပြောတာတို့သူတောင်တူပြောတာတို့အဲဗီဘောက်စကြတော့အဲ့လိုမဟုတ်ဗီဘောက်စကကြတော့ကိုတီးကျင်တဲ့ music အမျိုးစားအဲ့အမျိုးစားကိုကြိုက်တာတီးလို့ရတယ်။အမှဒရေးဒီမှာအခုကျွန်တော်ပိုင်းဆိုလို့ဒရေးတို့နော်ဒါဗာလဲပေါလီဖန့်အဲ့လိုပေါ်လာတယ်။ကြိုက်တာကိုကိုစိတ်ကြိုက်တီးလို့ရတယ်။ အဲ့လိုမျိုး DMB team လာနော် house team လာနော် technobi team လာကိုစိတ်ကြိုက်ကိုကို try ဆုပ်ပြီးတော့တီးလို့ရတယ်ပေါ့ဒီပါဇက်ကနေပြီးတော့ဆိုတော့အတန်တူလာအတန်တူရေလုံးလုံးမရတော့မရအောင်မလို့မရတယ်အဲဒီမြင်းမြင်းနေပြေးရစာတွေတနက်ပြစ်တာတွေအဲနော်အဲ့ဒါတွေနော်တခါရေကြတဲ့အတန်တွေနော်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအတန်မျိုးတွေပေါ့နော်ကြက်တန်လေးလုံးလုံးလုံးပြတော့ကြက်တန်လေး ဒီလည်းမိုက်တယ်နော်အဲ့လိုမျိုးပြောချင်တာပေါ့နော်မလုပ်လို့မရအောင်ပေါ့အတန်တူကိုလုပ်လို့ရဒါပေမဲ့အတန်တူတော့မဟုတ် Big Boss ကပါလဲဆိုရင်အဲ music music တခုပဲဒါပေမဲ့အတန်တူကြတော့သူတိတိအတန်တူပညာရတခုပေါ့နော်ဆိုအဲ့လိုမျိုးပေါ့ဒါပေမဲ့နှစ်ခုလုံးကတော့အမှုပညာပဲလေနော်

အားလည်းမကြခင်ထွက်လာလိမ့်မယ်သူတို့ဆိုမဲ့ဒီတခြင်းကိုကျွန်တော်ကနေ beat box နဲ့ beat box ကိုမှတကယ်တခြင်း the boss ပုံစံ bass line ရှိမယ် melody ရှိမယ်အာဒီ kick ဒီ snare တွေအဲ့ရှိမယ် percussion တွေရှိမယ်ဆိုအဲ့လိုမျိုးအဲ့ဒီဥစ္စာတွေအာအဲ့အရာတွေကိုကျွန်တော်ကဒီ present နဲ့လုပ်ပြီးတော့တခုချင်းစီကိုကိုလိုချင်တဲ့ပုံစံတိုင်းတခြားလေး arrangement လုပ်ပြီးတော့သူတို့အတွက်တီးပေးရပါတော့။နောက်ပိုင်းကျရင်တော့ကျွန်တော်ကလည်းဒီ producer တယောက်အနေနဲ့မြင်ကောင်းမြင်နိုင်လိမ့်မယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်ကအခုစပြီးတော့ဒီ arrangement လုပ်နေပြီဆိုတော့ ာရာထွက်လာရင်ကြည့်ကြည့်ပါအလုံးကြိုက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ် producer ထပ်ဆိုင်ရင်ကျွန်တော်တို့အဲ့လိုမျိုးပေါ့ဘက်တရီမှာဘက်တရီကိုပြီးပေါ့ဆိုတယ်ဘက်တရီမှာပဲပြီးပေါ့ဆိုင်အနေနဲ့အများပြန်သွားနိုင်တယ်ပေါ့ကျွန်တော်ကတော့ဘယ်လိုပြောနောက်ပိုင်းနေကြရင်တော့အဲ့လိုမျိုးအဲပွဲဘီဘောက်စ်ပွဲတွေပဲဖြစ်ဖြစ်လို့အနာတိန်မန့်ပေါ့နော်အနာတိန်မန့်ဘတ်စ်ပြောင်းဖို့တော့ရှိတယ်အဲ့လိုမျိုးတခြား YouTube လို့ပေါ့တခြားလုပ်ပြီးပေါ့အဲ့လိုမျိုး Music Producer တယောက်အနေနဲ့ Music Producer တယောက်အနေနဲ့တော့တော်တော်လေးကိုထက်ခဲ့ပါသေးတယ်ကျွန်တော်တို့အတွက်တော့ နောက်ပိုင်းတော့အခုဆိုအဲ့လိုအကဘလာအဖွဲ့ရာရာဖြစ်နေရောအဲ့လိုဟိုလောက်သွားမှုရှိတာ၃ယောက်ပေါ့ပြီးတော့အကဘလာတော့မဟုတ် crew လို့ပြောရင်တော့ပုံမှန်တော့ပေါ့အဲ့တော့ crew အနေနဲ့လည်းကျွန်တော်လို့ဖို့တော့ရှိတယ်ဒါပေမဲ့ crew အရင်ဆုံးကျွန်တော်တို့ collab လုပ်ဖို့ရှိတယ်တောင်းတောင်းနဲ့အဲ့လိုမျိုးပေါ့နော်အခုနောက်မှလုပ်တဲ့ထဲမှာ active ဖြစ်ဖြစ်ထဲမှာဟို solo case တောင်းလည်းရှိသေးတယ်နော်အဲသူသူတည်းရှိအောင်ဆိုတော့သူအဲသူပါပါပေါ့နော်ကျွန်တော်တို့၄ယောက် halchin လေးဒီစကြံမတိုင်ခင်လေးတဖို့တော့ထုတ်ဖို့တော့ကျွန်တော်တို့အခု plan နေတယ်ပေါ့နော်အဲ့ဒါတော့နောက်ဆုံးမိန့်ခွန်းလေးပေါ့ အဲဒီအခုလိုမျိုးပဲနော် brother တို့လိုမျိုးပဲနော် beatbox ဆက်ဖြစ်ချင်တဲ့အခလေးတွေလည်းရှိမယ်နော်နောက်ထပ်တက်လာမယ်နော် music တွေလည်းရှိမယ်ပေါ့နော်ဆိုတော့တို့အတွက်တော့ဘာလေးညပြောချင်လဲအခုကတော့ကျွန်တော်ကတော့ဘယ်လိုပြောရမလဲလှုပ်ချင်တော့လှုပ်လိုက်ပေါ့နော်ဟိုတည်မလားပြီးတော့အိမ်ကိုလည်းပြောပြအဲ့တော့အခုဆိုလို့ရှိရင်အရင်ကတည်းက industry အများကြီးတိုးတက်လာပြီလေနော်ကျွန်တော်တို့ဆိုလို့ရှိရင်လည်းတခြား training ပေးရအတန်းနေပေးရကာဒီ workshop တွေလုပ်ပေးရ gathering တွေကျွန်တော်လုပ်ပေးရပြီးရင်ပြိုင်ပွဲတွေဆိုကျွန်တော်လုပ်ပေးရဘာလို့လုပ်ပေးလဲဆိုလို့ရှိရင်တော့အကျိုးမရလားဆိုတော့ဘာအကျိုးမရမရဘူးပတ်စံလည်းမရအောင်လုပ်ရတာခွာ ကိုအောင်ကောင်းအောင်ကုန်နေဆိုတော့အဲကြောင့်ဘာလို့လုပ်ပြီးလဲဆိုရင်နောက်ထပ်အစ်စ်တွေကိုကျွန်တော်တော့အဲ့လို chance မရှိခင် industry တွေကတကယ်ကျန်းနေပြီးပေါ့စာရည်ရင်းဒီဘိုးတောင်မှကျွန်တော်တွေအဲ့လိုမျိုးတော်တော်ချာချာနာနာဖြစ်တာပေါ့နော်ဆိုအဲ့ဒါကြောင့်မလို့အဲ့လိုမျိုး chance ကျွန်တော်မှမရှိခင်ဘူးအဲ့ဒါကြောင့်မလို့အခုအဲဒီတက်လာတဲ့ဒီပြောရမလဲဒီ generation နောက်ထပ်တက်လာတဲ့ဒီ junior တွေပါပြောချင်လဲဆိုတော့သူတို့တွေကျွန်တော်တို့တော့အဲ့လိုမျိုးအဲမခက်ခဲအောင်လို့ကျွန်တော်ကအခုမှအရှိရနေလမ်းဖောက်ပြရပါတော့ P-box က လွယ်ကူနေရတာတခုတော့မဟုတ်ဘူးအဲကြောင့်တချို့ຢာရဲလေ့ကျင့်ရကြာလိမ့်မယ်ချို့ကိုဂျုံတွေ့ရတဲ့လူတွေရဲ့ blame တာတွေအပြစ်ပြောခံတာတွေကိုဂျုံရလိမ့်မယ်ဒါပေမဲ့စိတ်ကြမကြဘဲနဲ့တခြားလေးအဲကိုသွားရမယ်ပန်းတိုင်အောင်ဒီဇိုင်းမမတ်နဲ့သွားပါတော့ဖိုးကြီးဖြစ်သွားရင်တော့မှလုံနိုင်သေးရဆိုရင်ကျွန်တော်ဆက်လုံနိုင်မှာမလုံနိုင်တော့ဘူးဆိုရင်တော့မှ support ကကျွန်တော်ပေးအောင်မှာဘာလို့ဆိုတော့ဒီ industry ကိုကျွန်တော်အရန်ချစ်တယ်နောက်23တော့ကကျွန်တော်ရဲ့ prime time လို့ပြောလို့ရတယ်ကျွန်တော်လူတွေစားတဲ့အချိန်ဆိုစားတဲ့အချိန်တွေကကျွန်တော်တောက်လျှောက်ဒီ industry အတွက် ျွန်တော် support လုပ်ပြီးရပါတော့ကျွန်တော်လုံနိုင်သမျှအကုန်လုပ်ပြီးရအဲ့အကြောင်းမလို့အကြောင်းမလို့အလုံးလည်းစိတ်တမကြပဲအကောင်းဆုံးဆက်ပြီးတော့သွားဖို့အတွက်ဒါတော့အားပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျန်းချစ်တယ်တာယူ love you I am glad. That's good. ကြီးကိုရောဘာကြောင့်ဘာလဲဆိုတော့အဓိကလက်မလျှော့နဲ့ပေါ့နော်အဲ့ဒီဝါသနာပိုင်အဲ့လိုအတန်နေပါရေမရဘူးဆိုလဲရတယ်ဒါမေးလို့ရပါတယ်လို့ကြော်လဲကြော်တီးတဲ့လောက်တက်တဲ့လောက်ပြန်ပြောပြမှာပါလို့အဲ့တော့စိတ်တမကြနဲ့အဲ့လိုမျိုးတန်တစ်ခုရသွားရင်လည်းအရင်ဟိုဟာအဲ့ဒီအတန်ရသွားရင်လည်းပျော်ဖို့တော်တော်ကောင်းတယ်အဲ့အကြောင်းမလို့ပေါ့နော်ရလောက်ရှားရှိရဆက်လုပ်ပါပါအဲကျွန်တော်အနေနဲ့ရောဒီဘီပေါ့ဆိုတာကဗျာဒီလားအဲသူများရဲ့လိုမျိုးဘယ်လိုပြောရမလဲတင်တန်းတစ်ခုအနေနဲ့တွက်တက် တင်ရမှာ3-4နာရီတွက်တက်ဗျာအဲ့လိုမျိုးကြီးလုံးဆောင်မလို့လားတင်ရမှာတေချာလေးထွင်းမယ်ဝါသနာပါဆိုတရက်ကိုတနာရီပဲအချိန်ပေးပါဗျာ IP ပေါ့ဆိုဆောင်းအောင်ကျန်းလာလိမ့်မယ်ကျွန်တော်ကလေးတုန်းကလည်းကျွန်တော်တို့အဲ့လိုမျိုးမနက်9ည6ရုံးစင်းတာရုံးစင်းညအိတ်ခန်းဒီမှာနကြက်လေးကောက်တက်ပြီးတော့လို့ပြပေါ့စဗီဒီယိုကြီးရကျူရရကြီးရအဲ့လိုမျိုးအဲ့လိုမျိုးကိုးကျင်းလာတာဗျာအခုမှဆားလို့တဲ့သူတွေရှိရင်လည်းအဲမတိရရှိကျွန်တော်တို့လာမေးပါတော့เนาะကျွန်တော်အကောင်းဆုံးပြောပြပေးမယ်ဒီပေါ့စတဲ့ပတ်သက်တဲ့ဒေါ်လေးရှယ်ရမယ်လို့ပြသွားပါမယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ကဲအားဆိုလို့ရှင်တော့ဒါဒီနေ့အစီအစဉ်လေးကိုပောင်းပေးရအခုလို့တောင်းအောင်လုပ်နေကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ဖိတ်ခေါ်ပေးတဲ့လည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကြည့်ရွေးနေကြရတာမီဒီယာပြည်သက်ကြီးအားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်လည်းဒီ career အစီအစဉ်မှာပေါ့နော်ဒါကိုယ့်နယ်ပယ်မှာကျွမ်းကျင်တဲ့ပညာရှင်တွေဒါ celebrity တွေကိုဖိတ်ခေါ်ပြီးတော့မေးမြန်းမေးသွားအောင်ဖြစ်တဲ့တော့ကြောင့်လို့လည်းဆက်ဆက်စောင့်ကြည့်ပေးကြပါအောင်ရှင်အားလုံးကျေးဇူးများကြီးတင်ပါတယ်ဘောပါ